်စွာဘုရားကတော့အမျိုးမျိုးဟောပါတယ်ဥရှင်တို့ဒွိဒါဝိတက်ကတုတ်တံဆိုတာရှိတယ်ဗျအဲ့ဒီမှာမကောင်းတဲ့အတွေ့တွေမကောင်းတဲ့အကြံတွေမကောင်းတာတွေတွေ့ရင်တဲ့မြတ်စွာဘုရားကစဉ်းစားပါတယ်တဲ့ဘယ်လိုစဉ်းစားလဲဆိုတော့ဒီမကောင်းတာကြီးဟာငါအတွက်လည်းအကျိုးမရှိဘူးသူများအတွက်လည်းအကျိုးမရှိဟုတ်လားအေးဆင်းရဲစီတဲ့ပင်ပန်းစီတဲ့ငြင်းငြမ်းဖို့မဖြစ်ဘူးလို့တွေးပြီးတော့သူပင်လိုက်တာပဲတဲ့အဲ့ဒါလို့တွေးလိုက်လို့ရှင်ရော့သွားတယ်မကောင်းတဲ့စိတ်တွေဟာ နွားចောင်းတဲ့နွားចောင်းသားဟာသူများရဲ့စိုက်ခင်းတွေကိုမစားဖို့နွားကိုဂယုတစိုက်တခါတည်းဒုတိယပါရင်းနဲ့ပြစ်ခတ်ပြီးတော့ထိန်းចောင်းတယ်လို့မျိုးပါပဲတဲ့မကောင်းတဲ့အတွေးတွေမကောင်းတဲ့စိတ်ဓာတ်တွေအဲ့ဒီရဲ့အန္တရာယ်ကနေကာဝယ်လိုက်ရတာသဘောပေါက်တယ်နော်ဒီဒါကြောင့်မကောင်းတာတွေ့ရင်လွတ်မြောက်ဖို့ဆိုတဲ့စိတ်ကူးနဲ့ကိုယ့်အကြောင်းကိုစဉ်းစားရတယ်။ကောင်းတာတွေ့ရင်တော့အားဖြစ်ဖို့ဒီစကားလေးလည်းမမေ့နဲ့နော်။မကောင်းတာကို လွမြောက်ဖို့ကောင်းလာကြတော့အားဖြစ်ဖို့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒကာဓမ္မတွေဦးရှင်တို့တွေနီးယူစရာလေးအတုယူစရာလေးဇက်တော်လေးတစ်ခုပြောပြမယ်ကိုမကောင်းတာကိုကိုမြင်ပြီးတော့ကိုမကောင်းတာကိုသိပြီးတော့အဲ့ဒီမကောင်းမှုကနေယုံထွက်သွားကြတဲ့သူတော်ကောင်းတွေရဲ့အကြောင်းတခုသောဘဝတုန်းကဦးရှင်တို့ရဲ့ဖရာလောင်ကြီးပစ္စည်းဥစ္စာသိပြီးတော့အင်မတန်ကြွယ်ဝတဲ့တတိယတရားဖြစ်တယ် ိနောင်လေးပါးကြာပြီးတော့နောက်တော့လူဘဝနဲ့ဆင်ကျဲတဲ့အကျင့်ကိုကျင့်ဖို့မလွယ်ဘူးလို့နားလည်ပြီးတော့ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေကိုအကုန်စွန့်ပြီးတော့တောထဲမှာရသေးဝတ်ပြီးတော့နေတာနှစ်ပေါင်းများစွာကတိုင်းပရိကံကိုစ조사အထုတ်ပေးမယ်လို့ဦးဇင်းတို့ဖရာလောင်းကြီးဇံအဘိညာဉ်မရရှာဒီပြင်ဇတ်တော်တွေလည်းဆိုရင်မကြခင်မှာပဲဇံအဘိညာဉ်ရတယ်လို့တွေ့ရတယ်အဲ့ဒီဇတ်တော်မှာမရအောင် ဘာကြောင့်မရတယ်လဲဆိုတော့ဦးဇင်းတို့ဘုရားလောင်းကြီးကသူ့ရဲ့အမျိုးမြတ်တာကိုအကြောင်းပြုပြီးတော့မာနအိမ်မတန်ကြီးတယ်တဲ့ဘိသိဘာကြောင့်ဇံမရတာတော့မာနကြီးလို့တဲ့အဲ့ဒါတိုးထဲမှာတရားတော်အထုတ်နေတာပဲတရားကမရဘူးအဲ့ဒါတနေ့တော့ဥပုံနေ့တနေ့မှာသူ့ရဲ့ကြောင်းနေကိုကြောင်းဝင်နေကိုတိရစ္ဆာန်၄កောင်ရောက်လာတယ်အဲ့ဒီတိရစ္ဆာန်၄កောင်ကဥပုံဆောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာတာ အခိုက်အတန့်တိရစ္ဆာန်ဖြစ်နေပြီမလို့အဲ့ဒါသူတော်ကောင်းအလောင်းအလျာတွေအဲ့ဒီတိရစ္ဆာန်တွေကပထမဘဇူရောက်လာလေဆိုတော့အရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးရောက်လာတယ်အဲ့ဒီခိုကလေးကဘယ်နဲ့ကြောင့်ရောက်လာတုန်းဆိုတော့အဲ့ဒီဥပုံနဲ့နန္ဒခင်းမှာသူကအစာရှာတယ်သူခိုမကလေးနဲ့အစာရှာတယ်အဲ့ဒီလိုအစာရှာနေတော့ကောင်းငင်ကစွန်တကောင်က အဲ့ဒီခိုကိုလာပြီးတော့တုတ်တာခိုမာလေးကကန်ဆိုးတော့သိင်းရဲ့စွန်ရဲ့လက်သေးချာမှာပါသွားတာအဲ့ဒါခေါင်းဖြတ်ပြီးတော့သွေးတန်ရည်ရဲ့စားပလိုက်တယ်အဲ့ဒီမှာဦးဇင်းတို့ရှင်ရူတို့တာ ဖြစ်လာမဲ့ခိုကလေးကတဏှာကနေကြည်ပြီးတော့အင်မတန်စိတ်ဆင်းရဲပူလောင်တဲ့သူခံစားရတယ်ငါခိုမာလေးတည်သွားပြီမရှိတော့အဲ့ဒါနဲ့သူအစာဆက်ရှာလို့မရဘူးအင်မတန်ဆင်းရဲတယ် အဲ့ဒီမှာသူစဉ်းစားတယ်တဲ့ဘာစဉ်းစားတော့ဆိုတော့ဒီလောက်ပူလောင်တဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲလို့စဉ်းစားတယ်တဲ့ဦးစင်ကဒါလေးတွေကိုသဘောကျတာဗျစိတ်တည်ဆင်းရဲလာပြီဆိုရင်ရက်ပြီးတော့နည်းနည်းလောက်စဉ်းစားကြည့်စမ်းပါတရားခန့်ရှာတာနော်ဒါဘာကြောင့်ဆင်းရဲတာလဲဒါလေးစဉ်းစားတဲ့အဲ့ဒီတော့အဲ့ဒီခိုလေးကညံရှိတဲ့ခိုကလေးဆိုတော့အပြည့်အမှန်တွေ့တယ် ်။ဩငါရဲ့ခိုမရဲ့အပေါ်မှာမပြတ်သားတဲ့တန်ရောစဉ်အနှောင်အဖွဲ့ကြောင့်ငါစိတ်ဆင်းရဲတာကိုစွန်ရဲကြောင့်စိတ်ဆင်းရဲတာလို့ဒီလိုအဖြေမှားမတွေ့ဘူးနော်။ခိုမလေးတည်လို့စိတ်ဆင်းရဲတာလို့လည်းဒီလိုအဖြေမှားမတွေ့ဘူးနော်။ဒီပြင်ခိုမတွေလည်းသေးနေတာပဲဗျာအဲ့ဒါတည်တော့သူစိတ်ဆင်းရဲလားမဆင်းရဲဘူး။ဘုသူခိုတည်လို့သူစိတ်ဆင်းရဲတာလေငါခိုတည်လို့စိတ်ဆင်းရဲတာ အဲ့ဒီငါခိုးဆိုတာကိုကစပြီးတော့ဆက်တွေ့မှုတန်ရောစဉ်ပေါ့ဗျာဟုတ်လားအဲ့ဒီတော့အဲ့ဒီတန်ရောစဉ်တဏှာတရားကြောင့်သူစိတ်ဆင်းရဲတာလို့အကြောင်းမှန်ကိုတွေ့တော့သူအကြောင်းသူစဉ်းစားတာနော်ဒကမကြီးများဒီတဏှာတန်ရောစဉ်ကိုငါမေတ္တမယ်နှိပ်ကွမယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါဦးဇင်းတို့ဘုရားလောင်းရဲ့အကြောင်းကိုရောက်လာတာတဲ့သူ့ရဲ့ဥပုသ်ဆောင်ခြင်းရည်ရွယ်ချက်တဏှာတန်ရောစဉ်တွေကို စွန့်ခွာဖို့နှိပ်ကုပ်ဖို့အနိုင်ယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြောင်းကိုကြောင်းလာတာဥပုသ္တေတွေဥပုံဆောင်ကြတဲ့အခါမှာဒီလိုရည်ရွယ်ချက်လေးတွေရှိတော့ကရှိခဲ့ဘူးတယ်ဆိုတာလေးကိုသတိထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါကခိုးရဲ့ရောက်လာခြင်းအကြောင်းနောက်ထပ်ရောက်လာတာကမွေတကောင်ရောက်လာတယ်အဲ့ဒီမွေကရှင်သာရိပုတ္တရာဖြစ်လာမဲ့မွေသူကဘာလို့ရောက်လာတော့ဆိုတော့တိုးထဲမှာသူ့နေရာသူနေတာပါပဲ အဲ့ဒါအဲ့ဒီယွာနင်းသားကလူတွေကတကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့နွာလာဥဒ္ဓဖာကြီးကို ပန်းနေပန်းဆေးရောင်စုံတွေခြင်ပြီးတော့ပူဇော်ကြတာတဲ့ဗျာဥစီပုံမောင်းနေတီးပြီးတော့အဲ့ဒါနွားကြီးကလည်းပျော်လွန်းလို့ခုံပေါက်ပြီးတော့တခါလဲဂျူရီပါတွေတွေ့ခွာတွေပါတွေရက်တော့စောစောတုန်းကအိတ်နေတဲ့မွေရဲ့အမီးကိုတက်နေမိတာအဲ့ဒီမှာစိတ်တူပြီးတော့ဒေါသကိုမထိန်နိုင်မဲနဲ့အဲ့ဒီနွားကြီးကိုပေါက်လိုက်တာအဲ့ဒီနွားကြီးဟာအဲ့ဒီနားတဲ့ပွဲချင်းပြီးသေချာတယ် နွားကြီးသေးတော့လူတွေကလည်းပဲဟာနွားကြီးသေးတယ်ဆိုစိတ်မကောင်းဖြစ်တဲ့လူကဖြစ်ငိုတဲ့လူကငိုဒီလိုဖြစ်အဲ့ဒါကိုတဏှာကနေမွေးကကြည်ပြီးတော့ဩကြည်စမ်းနွားကြီးလည်းသေးရလူတွေလည်းစိတ်မကောင်းဖြစ်ရတယ်ငါလည်းပဲငါလှုပ်ရက်အတွက်စိတ်မချမ်းမသာဖြစ်ရတယ်ဒီလိုအကျိုးနည်းမှုတွေစိတ်ဆင်းရဲမှုတွေဘာကြောင့်ဖြစ်တာလဲလို့သူကလည်းအကြောင်းရှာတယ်သူအကြောင်းသူတွေးနေတာနော် အဲ့ဒီမှာအဖြေတွေ့တယ်ငါရဲ့ဒေါသငါရဲ့မထိန်နိုင်မသိနိုင်တဲ့ဒေါသအဲ့ဒီဒေါသကြောင့်ငါသူတစ်ပါးနှစ်ဦးသာဆင်းရဲသွားကြတာဒီဒေါသကိုငါနှိပ်ကွပ်မယ်ဆိုပြီးတော့သူကအเจ้าကိုရောက်လာတာဥပုသ္စောင်းရင်ရည်ရည်ချက်လေးတွေကောင်းတယ်နော်ဒီနေရာမှာပြောတာကတော့ကိုယ့်အเจ้าကိုစဉ်းစားကိုယ့်မကောင်းမှုကနေကိုယ်လွတ်အောင်ယုံတာဆိုတာလေးကိုပြောနေတာဟုတ်လားနောက်ရောက်လာတာကညီကိုကြီး ရှင်မဟာမောကလံဖြစ်လာမဲ့မြေခွေးဘယ်နဲ့ကြောင့်ရောက်လာလဲဆိုတော့သူကတနေ့အစာရှာထွက်တယ်ရှင်သေးကြီးတကောင်တွေ့တယ်အဲ့ဒါသူကြိုက်ကြည့်တယ်ဘလို့မှကြိုက်လို့မရဘူးရှင်ကြီးကသေးနေတာကြာတော့မတောင်းပြီးတော့နေတာနှာမောင်းကြိုက်လို့မရခြေထောက်ကြိုက်လို့မရဘိုက်ကြိုက်လို့မရအဲ့ဒါနဲ့ပေါင်ချားတဲ့ကိုကြိုက်လိုက်တော့ကြိုက်လို့ရတယ်အဲ့ဒါနဲ့အဲ့ဒီဝိဇ္ဇမဲ့အပေါက်ကနေပြီးတော့ဗိုက်သေးကိုဝင်သွားတာအဲ့ဒီမြေခွေးက အဲ့ဒါရေစာရင်သွေးကိုတော့အစာရှာရင်အစာစာလို့ရှိရင်ကလေးစာတွေကိုစားပြီးတော့အဲ့ဒီထဲမှာပဲအိပ်ပြီးတော့နေတာဗျာအဲ့ဒါနေကြီးကကြစ်ကြစ်တော့ပူတဲ့အခါကျတော့သူဝင်ခဲ့တဲ့အပေါက်ကြီးကရှုံပြီးတော့တဖြည်းဖြည်းနဲ့ပိတ်သွားတာပိတ်သွားတော့မှောင်မဲပြီးတော့သူအဲ့ဒီမှာကြောက်ကြောက်လန့်လန့်နဲ့အတင်းတိုးထွက်တယ်ဘယ်လိုမှထွက်မရဘူးအဲ့ဒါနဲ့အဲ့ဒီထဲမှာသူလန့်ကြောက်ပြီးတော့တည့်ရက်နှစ်ရက်သူနေရတယ်အင်မတန်ထွက်ချင်တယ် အဲ့ဒါကံကောင်းတော့မိုးကြီးကမြုံ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 နဲ့ယွာချတော့အဲ့ဒီအပေါက်ကြီးကပြန်ပွားပြီးတော့ပွင့်သွားတယ်။အဲ့ဒါအပေါက်ကြီးကျေအောင်သူမစောင့်နိုင်ဘူးအလောတကောအတင်းတိုးထွက်တာ။တိုးထွက်တော့အည်ကုန်နေပါလေဆုပ်ပြက်ပြီးတော့အမွှေးတွေပါလေကျွတ်ပြီးတော့သွေးတန်ရင်းရင်းနဲ့ကြီးကျယ်တဲ့ဆင်းရဲကိုသူခံစားရတယ်။တနေရာရောက်မှအဲ့ဒီဆင်းကြီးကိုသူကြည့်ပြီးတော့ကြည်စမ်းဆင်းရဲလိုက်တာ။ ဒီစိတ်ရဲ့ဆင်းရဲကိုယ်ရဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲတဲ့သူအကြောင်းသူစဉ်းစားတာအဲ့ဒီတော့ဘာတွေ့လဲဆိုတော့မစင်မချင်းလိုချင်တဲ့လောဘဘာကိုသွားတွေ့လဲလောဘကိုသွားတွေ့တာဒီလောဘကြောင့်ငါဆင်းရဲရတာဒီလောဘကိုငါနှိပ်ကွမယ်ဆိုပြီးတော့သူကအကြောင်းကိုရောက်လာတာနောက်ထပ်သရုတ်ထမြောက်ရောက်လာတာကဝဲဝင်ကြီးရှင်မဟာကတ္တပဖြစ်လာမဲ့ဝဲဝင်ကြီး ဘယ်နဲ့ကြောင့်သူကရောက်လာလဲဆိုတော့သူ့တိုးထဲမှာစားလျာတွေတလုံးများနေတာကိုသူကဘယ်လိုစဉ်းစားလဲဆိုတော့လူတွေနေတဲ့ရွာတဲ့ရထဲကိုသွားပြီးတော့အစာရှာရရင်ကောင်းကောင်းမွန်မွန်ဗာလီမြတ်တွေ့မလဲမသိဘူးဆိုပြီးတော့လူတွေနေတဲ့ရွာတဲ့ကိုသွားပြီးတော့အစာရှာအဲ့ဒီမှာလူတွေကဒုတိယခေတ်ဒီဓာရီနဲ့သူ့ကိုလိုက်ကြတာဝဝဝင်ကြီးဆိုပြီးတော့စားမယ်ဆိုတော့လိုက်တာအဲ့ဒါဝဝဝင်ကြီးပြေးရတယ် မင်းရင်နဲ့ပေါက်လိုက်တဲ့ခဲတလုံးကသူ့ရဲ့ခေါင်းကိုမှန်းပြီးတော့ခေါင်းဟက်တဲ့ကွဲတဲ့သွေးဆက်လက်နဲ့ဆက်ပြေးတယ်။ကံကောင်းတော့လွတ်သွားတယ်။အဲ့ဒါတိုးတဲ့ရောက်တော့သူထိုင်ပြီးတော့စဉ်းစားတယ်။ခွေးပြေးဝက်ပြေးသေပြေးရှင်ပြေးပြေးခဲ့ရတာသွေးတွေလည်းထွက်လို့ဒီရှင်ရဲ့ဘာကြောင့်တွေ့တယ်လဲလို့သူစဉ်းစားတယ်တဲ့။စဉ်းစားတော့စာထဲကတုံ့တုံ့ထားတယ်ဗျ။အတိလောဘတဲ့ပေးတဲ့ရပါတဲ့တော့ အတိလောဘဆိုတာကရှိတဲ့ရှိတိုက်တဲ့လောဘတဲ့ပိုးပြီးတော့လွန်ကင်းတဲ့လောဘပေါ့ဗျာဟုတ်လားစာဝတ်နေရေးမှမပြည့်စုံတဲ့လူကကားစီးကျင်တာမျိုးဖြစ်ခြင်းဖြစ်ပဲပေါ့ဟုတ်လားအေးအဲ့လိုမျိုးကိုယ်နဲ့မတန်မရာတွေမှန်းပြီးတော့စိတ်ရဲ့ပူလောင်မှုကိုကျဉ်းဉျံဖန်ဖန်ယူကြတဲ့လူတွေအတိလောဘဒါမျိုးပြောတာနော် အဲ့ဒီအတ္တိလောဘကြောင့်ငါဆင်းရဲတာလို့ဝက်ဝင်ကြီးကသိတော့အဲ့ဒီအတ္တိလောဘကိုနှိပ်ကွမယ်ဆိုပြီးတော့အကြောင်းကိုရောက်လာတာပြိဿံလေးကောင်ရောက်လာတယ်နော်အဲ့ဒီနေ့မှာပဲထူးထူးခြားခြားဦးဇင်းတို့ဘုရားတော်ကြီးကဇံပင်ရင်ရတယ်ဘာကြောင့်ရတယ်လဲဆိုတော့သူ့ရဲ့မာနကိုနှိပ်ကွနိုင်လို့အဲ့ဒါသူတယောက်တည်းနဲ့နှိပ်ကွတာတော့မဟုတ်ဘူးဗျအကြောင်းအထောက်ပံ့အရှင်ပြည့်စီကဗုဒ္ဓတရားကလာပြီးတော့ကူညီတာ နန္ဒမူလှိုင်ကူမှာသတင်းသုံးတော်မူတဲ့ပြည့်စုံကဗုဒ္ဓမြတ်တည်ခြင်းကတပါလှမ်းပြီးတော့ကြည့်တဲ့အခါကျတော့ဖရာလောင်းကိုမြင်တယ်ကြည်စမ်းမြင်းကောင်းခွာလေးပန်းကောင်းအညွန့်ကျိုးဖြစ်နေလာဉာဏ်ပညာကြီးကျယ်ပါလက်ကနေမာနကရှိကခံနေလို့ဇံပင်ကြီးမရရှာဘူးငါသွားပြီးတော့ကုညီမယ်ဆိုပြီးတော့ပြည့်စုံကဗုဒ္ဓအရှင်မြတ်ကကောင်းကင်ခကြီးကနေဇံရင်စီးပြီးတော့ကြွလာတာ အဲ့ဒါဦးဇင်းတို့ဘုရားလောင်းကြီးကသင်္ကန်းကျောင်းလေးထဲမှာနေနေတာကျောင်းရဲ့ဘေးမှာခင်းထားတဲ့ကြောက်ဖြာကြီးပေါ်မှာအဲ့ဒီရှင်ပြည့်စီကဗုဒ္ဓအရှင်မြတ်ကသတင်းသုံးတယ်ရှော့တီသင်္ကန်းတန်ကြတော့ဘုရားလောင်းရတိကကျောင်းလေးကနေထွက်လာကြည်စမ်းငါနေရာကိုငါမပေးဘဲနဲ့ပိုင်စုပိုင်နဲ့ဝင်ပြီးတော့ထိုင်နေလိုက်တာပင်ကိုကမှမာနကခက်ကြီးကြီးဆိုတော့ပြုံးမနေသူ့ကိုဥထိတ်မထားရမလားဆိုတဲ့အတွေ့ဖြစ်ကောင်းဖြစ်မယ်ပေါ့နော် အဲ့ဒါသူအင်မတန်စိတ်တူတယ်ဘုရားလောင်းကြီးအဲ့ဒါပြည့်စေကဗုဒ္ဓအရှင်မြတ်ကြီးရှိကိုတွားပြီးတော့လက်ဖြစ်တီးပြီးတော့ဟဲသူရုပ်ပြက်လေလို့ဟဲလူရုပ်မှာဒီနာမနေနဲ့သွားလို့ပြောတာပါပဲအဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ကသူတော်ကောင်းတင်ပေါင်းမဲ့ကြောင့်ဒီလောက်မာနတွေကြီးနေတာလေတကယ်ဆိုရင်သင်ဟာလာမဲ့ဗဒ္ဒကဘာမှာ လေးစုမြောက်ပွင့်မဲ့ဂေါရမဗုဒ္ဓဘုရားအလောင်းမယ်အသင့်ရဲ့အဖေကဘ ᱹ ဇူဖြစ်လိမ့်မယ်အသင့်ရဲ့အမေကဘ ᱹ ဇူဖြစ်လိမ့်မယ်လဝဲရံကဘ ᱹ ဇူလက်ရရံကဘ ᱹ ဇူဖြစ်လိမ့်မယ်လို့အနာဂတ်တွေကိုလာပြောနေတာအဲ့ဒါကိုဘုရားလောင်းကြီးကမကြမ်းတစ်ချက်ကြမ်းတစ်ချက်မာနတွေကနားကိုပိတ်ဆို့ထားတာနေမှာပေါ့ဗျာဟုတ်လားဖျားဖြစ်အောင်ဘလို့လို့ရမှာလဲဘာမှမမေးဘူးဒီတိုင်းကြီးတိုင်ကြီးတိုင်ထောင်ထားသလိုတောင့်တောင့်ကြီးရက်နေတာ မာနကြီးတဲ့လူဆိုတာအင်မတန်ခက်ထန်တယ်အင်မတန်တောင့်တင်းတယ်နေတာထိုင်တာကြီးကိုကဆိုတောင့်နှောက်တင်းတင်းကြီးအဲ့လိုဖြစ်တတ်တယ်ဟုတ်လားမြင်ရရင်မနှစ်မြို့စရာပုံသဏ္ဍာန်မာနကဖြစ်စေတယ်ဟုတ်လားတကယ်ကြီးမိုက်များကျန်ကန်နေတဲ့ကတော့မာနကြီးတဲ့လူကိုမြင်လို့ရှိရင်ပတ်ဝန်းကျင်ဟာအစိတ်ပြင်းထန်တဲ့မွေးတကောင်ကိုမြင်တယ်လို့မျိုးတုံ့ပြန်တတ်တယ်လို့အဲ့ဒါလိုဥပမာပေးတယ်မာနကြောက်စရာကောင်းတယ်နော် အတိဉာဏ်ဝင်ပေါက်တွေကိုလည်းပိတ်တတ်တယ်နော်အေးအဲ့ဒီလိုပြည့်စုံကဗုဒ္ဓအရှင်မြတ်ကဘယ်နဲ့ကြောင့်မာနာကြီးနေတာတုန်းသင်ဘုရားလောင်းပဲလို့ပြောတာကိုဘုရားလောင်းကြီးကမကြတဲ့ချက်ကြတဲ့ချက်ဒီတိုင်းကြီးဖြစ်နေတာအဲ့ဒီတော့မှပြည့်စုံကအရှင်မြတ်ကပြည့်စုံကဗုဒ္ဓအရှင်မြတ်ကရုပ်တရက်ကောင်းဝင်ကိုပြန်ပြီးတော့ခြေပေါ်ကတော့မှကက်နေတဲ့မြူမုံတွေကိုဘုရားသောယသိရဲ့ဆန်းချီချားကိုကြအောင်တကိုးနဲ့ဖန်ဆင်းလိုက်တယ် အဲ့ဒါမော့ကြည့်တော့မျက်နာပေါ်ကိုမြုံမုံနေကြအဲ့ဒီတော့မှဘုရားတော်ကြီးကကြည်စာငါမာနတွေဒါကြည်နေတာငါပါလဲသူပါလဲအဲ့ဒီမှာစဉ်းစားလာဟုတ်လားငါမာနတာကြည်နေတာငါမှဘာစွမ်းမှလည်းမရှိအဲ့ဒီလိုသူစဉ်းစားတယ်နော်အဲ့ဒါနဲ့ဒီနေ့ဒီရက်အထိငါဈာန်ပင်ရင်မရတာဒီမာနကြောင့်ပဲဒီမာနကိုငါနှိတ်ကွမယ်ဆိုပြီးတော့ ကျောင်းသင်္ကန်းလေးကိုဝင်သွားတာသူအမားသူတိသွားတာနော်ပြည့်စုံဘုရားရှင်မြတ်ကတော့ကောင်းကင်ပြန်ကြွသွားပြီငါဘာမှလည်းမမေးလိုက်ရဘူးအဲ့ဒါနဲ့သင်္ကန်းကျောင်းလေးရောက်တော့တရားနှလုံးကျင့်သုံးလိုက်တာအဲ့ဒီနေ့မှပဲဇံအပင်ကြီးရတယ်ပြီးတဲ့ရေကိုယ်အကြောင်းကိုစဉ်းစားပြီးတော့ကိုယ်မကောင်းတာကနေကိုယ်ဘာဖြစ်သွားတာလဲယုံထွက်သွားကြတာမကောင်းဘူးလား အဲ့ဒီမှာဘုရားလောင်းကအကြောင်းသင်္ကန်းပြင်မဲ့ထွက်တော့ခုနကတုန်းကသရဝါလေးကောင်ကိုတွေ့တယ်အကျိုးအကြောင်းမေးတယ်ပေသတုကိုဦးဇင်းတို့ပြောပြပါပြီနော်ဒါကြောင့်သူတော်ကောင်းနေဆိုတာကိုယ်အကြောင်းကိုစဉ်းစားပြီးတော့ကိုယ်မကောင်းတာကိုမှန်ကြည့်ပြီးတော့အလှပြင်းနဲ့လူလင်မျိုးလုံးမပြူလို့မတင့်နေတာတွေမတတ်ရတာတွေကိုအမြန်ပဲဖယ်ရှားဖြစ်တဲ့အလေးရှိတယ်လို့ဒါလေးကိုသဘောပေါက်ပြီးတော့ကိုယ်မကောင်းတာကိုကိုယ်ဖယ်ရှားဖို့ကြိုးစားရမယ်ဟုတ်ရဲ့လား